အားလုံးပဲမင်္ဂလာပါကျွန်မဒီနေ့က transition နဲ့ signal အကြောင်းပြောပြမယ်ပေါ့နော် transition နဲ့ signal ဆိုတာကတော့ဒီ word ကြတဲ့အကြောင်းပါလေဒီပြောလာတဲ့အကြောင်းအရာတွေက အာတောက်လျှောက်ပေါ့နော်အရှိကပြောခဲ့တယ်ဒါပေမဲ့အလက်အပြောင်းတစ်ခုရောက်တော့မဲ့အခါမှာဆိုရင်ကျွန်တော်တို့သုံးလေးသုံးတာရှိတဲ့စကလုံးကိုကျွန်တော်တို့ transitional signal လို့ခေါ်တယ်နော်အဲ့တော့ transit လုပ်မဲ့ဒီအချက်ပြတဲ့စကလုံးပေါ့နော်ဒီနေ့အပြည့်တော့ကျွန်တော်တို့ linking word လို့လည်းခေါ်တယ်အဲ့တော့ဒီဒီနေ့ပြောမဲ့ဒီစကလုံးကတော့ there by ပေါ့နော် there by ဆိုတာကဒီ transitional signal out result ပေါ့နော်ရလကူပြောတော့မယ်ဆိုရင်ကျွန်တော်တို့သုံးလေးသုံးတာရှိတဲ့စကလုံးက there by အဲ့တော့ there by နေကျွန်တော်တို့ဟိုပေါ့နော်ဒီ ပါတော့စပီးအနေနဲ့ပြောမယ်ဆိုရင် ever အော်ဒီနေရာမှာကျတော့ကျွန်မတို့ contented ever အနေနဲ့တွေ့ရမှာဖြစ်တယ်ဗောနော်အဲ့တော့ there by ဆိုတဲ့အရာကိုကျွန်မတို့ဝကြတယ်မှာတွေ့တဲ့ခါကြလို့ရှင်လေဘာသာပြန်လို့မထီတာများတယ်အဲ့တော့သူ့ရဲ့ဒီဟာဗောနော်ဒီ အတိတ်ပဲကိုအနိစဆုံးကျွန်မရေးထုတ်ထားတယ်အဲ့တော့ by that mean ပေါ့နော်အဲ့လိုမျိုးလုံလိုက်ခြင်းအဖြစ် because of that အဲ့ဒါကြောင့်မလို့အဲ့ဒါကြောင့်နောက်နောက်တနည်းနဲ့ as a result of that action ဒီ action ရဲ့ရလန့်အနေနဲ့နော်ပြောကြတဲ့ကျွန်မတို့ transition နဲ့ signal of result နော်ရလန့်ကိုပြောတော့မယ်ဆိုရင်ဒီ there by ဆိုတဲ့စကားလုံးကိုဝတ်ကြောင်မှာထပ်သုံးတယ်သို့ဒီမဟုတ် the consequent in that connection ပေါ့နော်ဒီချိန်ဆမှုကဒီ consequent ကြိုးစားနေနဲ့ဒါမျိုးပြောလို့ရှိတယ် တော့ဒီဒီစကလုံးတွေကဒဲရပိုင်းနေနဲ့ကျမတို့ဟိုဟာပေါ့နော်ဒီအစားထိုးတဲ့စကလုံးတွေဖြစ်တယ်ဒါပေမဲ့ဝက်ကြတယ်မှာကြတော့ဒီစကလုံးအရှည်ကြီးတွေကိုမသုံးဘူးဒီဝက်ဒီပေါ့နော်စကလုံးဖောင်းပွားတဲ့အတွက်ကြောင့်ဒဲရပိုင်းဆိုတဲ့တလုံးတည်းကိုပဲသုံးမှာဖြစ်တယ်အဲ့တော့ stretcher အရဆိုရင်တော့ဒဲရပိုင်းဒီ contented ever ဒီနေ့အဖြစ်ပေါ့နော်ဒီဆက်ဆက်ပေးတဲ့နော် ever ဖြစ်တဲ့အတွက်ကြောင့် contention မဟုတ်ဘူးနော် contention ဆိုရင်အနောက်မှာကျမတို့က sergeant never ပါတဲ့ class လိုက်တယ်အခု dare ပိုင်းလို့ပြောလိုက်တဲ့အကြောင်းပုံမှန်တွေးရမ ညာတဲ့ common ဖြစ်တဲ့ pattern ကတော့ gerund လို့ခေါ်တဲ့ကျွန်တော်တို့ va ing ကိုတွေ့ရများမှာဖြစ်တဲ့သူရဲ့နောက်မှာ past tense မလိုက်ဘူး present tense လိုက်လို့ရတယ်တရားပြန် va 1ပေါ့နော်အဲ့တော့ va 1လိုက်လို့ရတယ်လို့ formal ကြကြရေးမဲ့ဆိုရင်တော့ကျွန်တော်တို့ gerund va va ing နဲ့ရင်းရေးသို့မဟုတ်ကျွန်တော်တို့ flute ပေါ့နော်ဒီ clause အပြည့်ပေါ့နော် full clause ဒီရေးလဲရတယ်အဲ့တော့ exam မှာလေ့စပြီးတော့ကြည့်ပေးပါ example 1အဲ့တော့ regular exercise ဆိုင်ပေါ့နော်ပုံမှန်လေ့ကျင့်ခန်းတွေလုပ်ခြင်းဆိုတာရာကအဲ့တော့ regular exercise ဆိုင်နော်ပုံမှန်လုပ်နေကြလေ့ကျင့်ခန်းကအဲ့ strength တန်နော်ပြည့်စည်တယ်အားကောင်းစေတယ်ပေါ့နော် the heart ဒီနှလုံးကိုအားကောင်းစေတယ်ဒါကျွန်တော်တို့ပြောပြထားတဲ့ statement အဲ့ဒီနောက်မှာမှကျွန်တော်တို့ there by ဆိုတဲ့ကျွန်တော်တို့ conjunctive adverb ကိုလာသုံးလိုက်တယ်အဲ့ဒီအတွက်ကြောင့် as a result of regular doing regular exercise ကိုပြောတာနော်အဲ့တော့ there by ဆိုတဲ့နေရာမှာ as a result of ဗာလဲ regular exercise regular ူလာအဆိုင်ဆိုင်လုပ်ရတဲ့ရာလတ်အနေနဲ့ reducing the risk of heart attack နော် heart attack ဖြစ်တယ်ဆိုတာကတော့ရုတ်တရက်ပေါ်တော့ဒီနှလုံးသွေးကြောပိတ်ပိတ်ဆို့တာပေါ့နော်ရုတ်တရက်နှလုံးသွေးကြောပိတ်ဆို့ခြင်းကိုကျွန်တော်တို့ heart attack ရတယ်လို့ခေါ်တယ် risk ကတော့ဒီနေရာမှာ danger ပေါ့နော် and the year အဲ့တော့ဒါမျိုး and the year ကို short ချပေးစီတယ်လို့ပြောတယ်အဲ့တော့ဒီတရားပိုင်းဆိုတဲ့စကလုံးကိုကျွန်တော်တို့ဒီဟွာပေါ့နော်ဒီ C1 level တို့ဒီနည်းနည်းလေးဟွာပေါ့နော် advanced level ရောက်လာတဲ့အခါမှာဆိုရင်တရားပိုင်းတို့ဒီတရားအင် င်တို့ဗောနော်ဒါဒါမျိုးတွေကျွန်တော်တို့အများကြီးတွေ့ရမှာဖြစ်တယ်နော် example 2အဲ့တော့ he to ကတဲ့ pour launch လိုက်တယ် water ရေကို into the pit pit ဆိုတာကလည်း twin wa ဗောနော်ဒီ twin တွင်းလည်းဖြစ်ဖြစ်အဲ့တဲကိုသူက launch လိုက်တယ် launch လိုက်တဲ့အခါမှာတဲ့ there by အဲ့လိုမျိုးလုံးလိုက်တဲ့ရလက်အနေနဲ့ဗောနော် as a result of that action တရှိမရေးဘဲနဲ့ there by တလုံးနဲ့ပဲရေးလိုက်ပြီအဲ့တော့ bring in the ball up ဘောလုံးကိုအပေါ်ကို martin လာပေးတယ်အဲ့တော့ဒီဘက်ကြောင့်မှကျွန်တော်တို့စားချက်လည်းမတွေ့ရဘူးဗာလည်း မတွေ့ရဘဲနဲ့ Jeremba ING ကိုတွေ့ရမှာဖြစ်တယ် Jeremba အဲ့တော့ ပုံမှန်အားဖြင့်ဆိုရင်ဒရပိုင်ဒီကျွန်တော်တို့ဂျရန်ဘာနဲ့တွဲတယ်တွဲရင်လည်းတွဲမဟုတ်ဘူးဆိုရင်လည်းကျွန်တော်တို့ presentant နဲ့တွဲမယ်သို့မဟုတ်သူ့ရဲ့နောက်မှာ full class ဒီလိုက်လို့ရတယ်เนาะဒါမျိုးပြောတယ်အဲ့တော့ exam မှာ3 G ရအောင် he to ကတဲ့ begin ဖြစ်လာရဲ့တဲ့ a citizen နိုင်ငံသားတူဖြစ်လာတယ်နိုင်ငံသားတူဖြစ်သွားတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီရလတ်အနေနဲ့ဒရပိုင် gaining the right to vote เนาะ vote ပေးဖို့အတွက်သူ့မှာ right အခွင့်အလမ်းသူရသွားပြီတဲ့အဲ့တော့ဒရပိုင်ဆိုတဲ့ဒီ contentive advisor နောက်မှာကျွန်တော်တို့ဂျရန်ဘာ ာ VING လိုက်တာကိုတွေ့ရမှာဖြစ်တယ်เนาะ Example for ရှိသူမကတဲ့ invested ဆိုတာကရင်းနှီးမြှုပ်နှံနေပေါ့เนาะ in stock ဒီ stock market မှာပေါ့เนาะသူရင်းနှီးမြှုပ်နှံလိုက်တဲ့ deaction ကြောင့်ပေါ့เนาะ buy that mean เนาะအဲ့လိုမျိုးလုံးလိုက်တဲ့အတွက်ကြောင့်သူမဟုတ် because of that အဲ့ဒီအတွက်ကြောင့်မို့လို့ဒီစကလုံးပေါ့เนาะဒီအ내ရောင်နဲ့ရေးထားတဲ့အရာတွေယူမသုံးမဲနဲ့တရားပိုင်းတစ်လုံးပဲယူသုံးလိုက်ပြီးပြီးတော့မှ increasing her wealth over time เนาะဖြည်းဖြည်းနဲ့သူရဲ့ကြော်ဝါချမ်းသာမှုကိုသူတိုးတက်လာစေတယ်ပေါ့เนาะ buy do win that ဒီ stock market မှာ invest လုပ်ခြင်းကြောင့်ဖြည်းဖြည်းနဲ့သူဒီဟိုကြော်ဝချမ်းသာမှုကို increase လုံးလာနိုင်တယ်เนาะအဲ့တော့သတိထားမှာက there ဘာရနောက်မှာ Jerome Va Va ING ပုံမှန်လိုက်လေးရှိတယ်เนาะဒါလေးပါပဲ example 5 the new law เนาะဒီဥပဒေသစ်ကတဲ့ဥပဒေသစ်ပေါ့เนาะ was implemented so but to be နဲ့ va three ဖြစ်တဲ့အတွက်ကြောင့်ဒါဒီ passive passive ဆိုတော့အရှိမှာဒီ object ရဲ့နေရာဖြစ်တယ် object နေရာဝင်တဲ့ noun phrase ဘာသာပြန်တဲ့အခါမှာ go နဲ့ဘာသာပြန်မယ်အဲတော့က ဥပဒေအသစ်ကို implemented ဆိုတာကလက်တွေ့ကောင်တယ်ပေါ်လိုက်ပြီတဲ့အဲ့တော့ as a result of that action ပေါ့နော် every implement လုပ်လိုက်တဲ့ရလတ်အနေနဲ့တရားပိုင်လာပြီနောက်မှာ reducing crime rate နော်ရဇဝတ်မှုနှုန်းကိုဒီ reducing လျှော့ချသွားတယ် in the city မျိုးမှာဒီ crime rate ကကျဆင်းသွားတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင် because of that ဒီမှာ as a result of that action the consequences in that connection နော်ဒါအကုန်လုံးဒီတရားပိုင်တလုံးလေးနဲ့သုံး သွားခြင်းဖြစ်တဲ့ exam 6ရှီတူမားကတဲ့ exercise regularly ပုံမှန်လေ့ကျင့်ခန်းလုပ်တဲ့ဒါရပိုင်အဲ့လိုမျိုးပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းကြောင့်เนาะဒီ as a result of that action improving her overall health သူမရဲ့ဒီပေါ့เนาะဒီအထွေထွေကျောင်းမကြီးအကုန်လုံးက improving ဖြစ်လာတယ်ဒါရပိုင်နဲ့ var ing gerund နဲ့တွဲပြီးသုံးတယ် exam 7 the company ဒါရပိုင် declare declare ဆိုတာကြေညာပေးတယ်ပေါ့เนาะ that the new policy the would begin effective from john 1st အဲ့တော့ဂျွန်လာပထမရက်ကနေစပြီးတော့ပုံမှန်အားဖြင့်ဆိုရင်တော့ကျွန်တော်တို့ဒီနေရာမှာ on net သုံးပါပေါ့နော်အခုကနည်းနည်းလေးဟွာပေါ့နော်သူရေးထားတဲ့ပုံစံလေးက အဲ့တော့ကဂျွန်လာပထမရက်နေ့ရက်စာပြီးတော့ began affected ထိထိရောက်ရောက်ဖြစ်လာပြီတဲ့အဲ့တော့ဒဲရပိုင်ဆိုတဲ့အရာကိုကျမတို့ conjunctive ever ပြောတာတဲ့က conjunctive ever ဖြစ်တယ်သူဒီ ever ဖြစ်တဲ့အတွက်ကြောင့်မို့လို့သူထူးပြမဲ့ va စကလုံးနားမှာပဲနေမယ်နေရာတိကျမရှိဘူးအဲ့တော့အလယ်မှာဝင်ရေးလိုက်ခြင်းဖြစ်တယ်ဒဲရပိုင်မြန်မာကျမတို့ပေါ့နော် company ကအဲ့လိုမျိုးကြီးညာလိုက်တယ်ကြီးညာလိုက်တဲ့ရလတ်အနေနဲ့ new policy ရပို့ပြီးဟောဘာဖြစ်သွားမလဲဂျွန်လာပထမရက်ကနေစပြီးတော့ပေါ့နော်ဂျွန် plus ကနေပြီးတော့ပို့ပြီးတော့ထိထိရောက်ရောက်ဖြစ်လာမယ်အဲ့တော့ there by ရဲ့အနောက်မှာကျွန်တော်တို့ full clause လိုက်လို့ရတယ်လို့ပြောတဲ့အတွက်ကြောင့် the company ကစာချက် declare က va စာချက် never ပါတဲ့ clause there by ဒီ ever ဖြစ်တဲ့အတွက်ကြောင့်သူကကျွန်တော်တို့အရှိဆုံးမှရေးလဲရလို့အလယ်မှာဝင်ညံ့ပြီးတော့ va ကိုအထူးပြုတဲ့အနေနဲ့လာရေးချင်းလည်းဖြစ်တယ်နော် example a the most important reason was to raise the price and thereby allow from uh, for more profits to remain in င်းသက် company အဲ့တော့ဝကြကရှိတယ်ကျွန်တော်တို့ပိုင်းပြီးတော့ဖတ်မှာပေါ့နော် the most important reason ဒီကနေဒီတီတွဲလုံးဒီစာချက်နေရာကိုဝင်တော့ noun phrase was ဖြစ်ပါသည်က main verb to raise ဆိုတဲ့အရာလေး to နဲ့ verb 0နဲ့တွဲထားတဲ့အတွက်ကြောင့်ဒါသည် infinitive phrase နော်ကျွန်တော်တို့ infinitive phrase ဖြစ်တဲ့ to raise the price ဈေးနှုန်းကိုမြင့်တင်မယ်နော်အဲ့တော့အဲ important အဖြစ်ဆုံးအကြောင်းပြချက်ကတော့ဒီ price ကိုဒီ raise လုံးမှာဖြစ်တဲ့အဲ့တော့ ra AISE race မှာ A ပါလာတဲ့ကြောင့်နောက်မှာ die 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 object ပါတယ်เนาะဒီနေရာမှာဒီ RISE race ပဲတုံးမယ်ဆိုရင်ကျွန်တော်တို့ object မလိုဘူးသူ့ဘာသာသူလုပ်တဲ့သဘော and ပြီးတော့ there by အဲ့တော့ဒီနေရာမှာကျွန်တော်တို့ ဒဲရပိုင်ရဲ့ structure အတိုင်းရေးမယ်ဆိုရင် comma ကို cha andn ကိုပြုတ်ဒဲရပိုင်ရနာမှာအလောင်းဆိုတဲ့ဒီ verb 1ကို ing ပေါင်းပေးလိုက်ရင်လည်းရတယ်เนาะဒီနည်းနဲ့လည်းရေးလို့ရလို့ဒဲရပိုင်နဲ့ gerund နဲ့ရေးလည်းရတယ်နှစ်နည်းစလုံးဆိုကြည့်ရအောင် the most important reason was to raise the price ဒဲရပိုင် allowing for more profit to remain in the company company မှာဒီ profit တွေအများကြီးကိုဆက်ပြီးတော့ကြန့်ရှိနေစေဖို့အတွက်ဒါကဖြစ်သွား ါစေတယ်။နော်အဲ့တော့ကဈေးနှုန်းကိုမြင့်တင်လိုက်တဲ့အဓိကရည်ရချက်ကတော့ကုမ္ပဏီမှာအကျိုးမြတ်တွေအများကြီးဆက်ပြီးကြံနေစေတယ်ဆိုတဲ့ရလတ်ကိုပေးတယ်ပေါ့နော်။အဲဇာမား9 the company ကတော့ produce the necessary paperwork paperwork ဆိုတာကကျွန်တော်တို့စာရဲစာတမ်းတွေနဲ့လုပ်ရတဲ့အလုပ်တွေကို paperwork လို့ခေါ်ပါတယ်။အဲ့တော့ company ကနော် produce the necessary paperwork လိုအပ်တော့ဒီစာရဲစာတမ်းတွေကို သူက produce လုပ်ပေးတယ်တဲ့။အဲ့တော့အဲ့လိုမျိုးလုံလိုက်တဲ့ရည်ရွယ်ချက်အာနော်ဒီရ လတ်အနည်းနဲ့ပေါ့နော်အဲ့ဒါက there by confirming confirm ဖြစ်သွားပြီတဲ့ there intent သူတို့ရည်ရွယ်ချက်က to go ahead with the project ဒီ project နဲ့နော် go ahead ဆက်ပြီးတော့ရှေ့ရှုပြီးတော့လုံးဆောင်မှာဆိုတဲ့ရည်ရွယ်ချက်ကိုဟိုခိုင်မာသွားစေတဲ့နော် there by ဒီကျွန်တော်တို့အရှိမပြောခဲ့သလိုပဲ as a result of that action အဲ့ဇမတ်န် she forgot to set the alarm အလမ်းကိုသူကပေးဖို့မေ့သွားတယ်တဲ့သူသူမအလမ်းပေးဖို့မေ့သွားတာတဲ့ဒီဟာပေါ့နော်ရလက်အနေနဲ့ပေါ့နော် because of that အဲ့ဒါကြောင့်မို့လို့နောက်မှာ causes everyone to be late လူတိုင်းကိုနောက်ကျသွားစေတယ်နော် their buying ရဲ့အနောက်မှာ Jeran နဲ့၃လေး၃ထားများတယ်အဲ့ဇမတ်11 he completed the project ahead of schedule အဲ့တော့ဒီ schedule ဆိုတာကတော့တိုင်ဟိုနော်တတ်မှတ်ချိန်ပေါ့နော်ဒီ time table ပေါ့အဲ့တော့ဒီ schedule ထက် ော်ပြီးတော့သူက ahead of ဆိုတာစော်ပြီးတော့ပြီးသွားတယ်တဲ့အဲ့တော့အာဘောနော because of that အဲ့ဒါကြောင့်မို့လို့ as a result of that action ဒီ action ကြောင့်မို့လို့နော် comma လာမယ်တရားပိုင်းဆိုတဲ့ conjunctive ever ပြီးတော့မှ gerund လာမယ် impressing his supervisor သူရဲ့ကြီးကြပ်သူကိုအထင်ကြီးသွားစေတယ်ပေါ့နော်အဲ့သူဒီကလေးလုပ်ရည်ကံရည်ရှိတယ် talent ရှိတယ်မဆိုးဘူးပေါ့နော်အချိန်အချိန်တက် ahead of schedule တက်သူကပြီးသွားတဲ့အတွက်ကြောင့် example 12 the company ကတဲ့ reduce waste production เนาะ ဒီ risk production ဒီဟိုပါဘောเนาะအညံ့ကြီးစွန့်ထုတ်မှုကိုသူက reduce ဆို short ချလိုက်တယ်ဒါ action တခုသူတို့လိုက်တာအဲ့တော့အဲ့ဒီ action ရဲ့ result ရလတ်အနေနဲ့နောက်နောက်မှာဆက်ရေးမယ် comma ပါရမယ် their ဘိုင်းဆိုတဲ့ conjunctive ever လာမယ်ပြီးတော့မှကျွန်တော်တို့ gerund verb လာမယ် lowering it environmental impact သူရဲ့နီဒီ company ရဲ့ပတ်သက်ပြီးတော့ဒီသဘာဝပတ်ဝန်းကျင်မှာတက်ရောက်နေတဲ့ impact ဒီတက်ရောက်မှုတွေကိုလျှော့ကြသွားစေတယ်နေကြသွားစေတယ်ဘောနော် waste production ကိုလျှော့လိုက်တဲ့အတွက် ွက်ကြောင့် environmental impact လည်း lowering ဖြစ်သွားတယ်เนาะဒါမျိုးပြောခြင်းဖြစ်တယ် example သားခြင်း the medicine relief တဲ့ happy ဆေးရပေါ့နော်သူမရဲ့နာကျင်မှုကိုလျှော့ပါတတ်တာစေတဲ့ဒါကဒီဆေးတောက်လိုက်တဲ့အတွက်ကြောင့်တရားပိုင်းကော်မာလာမယ်ကွန်ဂျန်နီ advert တရားပိုင်းလာမယ်တရားပိုင်းတော့မှ geran လာမှာဖြစ်တယ် allowing her to sleep peacefully အဲ့တော့နာကျင်မှုတတ်တာသွားတဲ့ရာလန့်အနေနဲ့ဒီသူမက peaceful ဖြစ်ဖြစ်နဲ့အိပ်ပျော်သွားတယ်ပေါ့နော်အိပ်ပျော်ဖို့ကိုအခွင့်လန်းရသွားတယ်တရားပိုင်းနဲ့ geran နဲ့တုံထားတယ် isma fountain အဲ့တော့ he is apologize sincerely နော်ရိုးရိုးသားသားပဲသူကတောင်း မှန်လိုက်တယ်ဒါ action တခုသူလုံးလိုက်တာအဲ့ဒီလုံးလိုက်တဲ့ action ကြောင့် as a result of did action comma they are by နောက်မှာ gerund အဲ့တော့ repairing their friendship သူတို့ရဲ့ဒီတငယ်ချင်းဆက်ဆံရေးကိုပြန်ပြီးတော့တည်ဆောင်းနိုင်လိုက်တယ်ပေါ့နော်ဒီ yoga တောင်းတောင်းပန်တဲ့အတွက်ကြောင့်ပြန်တည်ဆောင်းလိုက်နိုင်တယ်တဲ့ example 15 the new law was passed เนาะဒီဥပဒေအသေးကို the was passed ဆိုတာကလွတ်တော်နေပြီးတော့ pass ပေးလိုက်ပြီးတည်ပြုလိုက်ပြီးပေါ့နော်အဲ့ဒီ action ကြောင့်เนาะ because of that သို့မဟုတ် as a result of this disaction disconnection ပေါ့နော် consequence တော့ဒီအကျိုးဆက်ကြောင့်ကော်မာလာပြီးဒဲရပိုင်းပြီးတော့မှ change in the way business operate အဲ့တော့က change in ပြောင်းလဲသွားစေတဲ့ the way ဒါနောက် business နော်ဒီစီးပွားရေးလုပ်ငန်းတွေ operate မောင်းနှံနဲ့စာကျန်မောင်းနှံဆိုတာလေပတ်တာပြောတာဗောနော်အဲ့တော့စာကျန်နဲ့ဘာပါလဲဆိုရဲဒါကြောင့်ဒါ clock ဒီ clock ဒီရှေ့မှာရှိတဲ့ noun ကိုလာပြီးထူပြတဲ့အတွက်ကြောင့်ဒါ ਈ ဒီကျမတို့ agd clock agd clock ဆိုတော့ဘာသာပြန်တဲ့အခါမှာတော့နဲ့ဘာသာပြန်မယ်ဘယ်သူကိုတော့မလဲဆိုတော့ verb ကိုတော့မယ်အဲ့တော့စီးပွားရေးလုပ်ငန်းလုပ်ငန်းတွေဒီ လက်ပန်းနေသောနီလန်းကိုပြောင်းလဲသွားစေသည်เนาะဥပဒေအစ်စ်ကိုဒီ pass ပေးလိုက်တဲ့အတွက်ကြောင့်ချိန်သွားစေတယ်เนาะအဲ့တော့ဒီနေ့ပြောပြသွားတာကကျွန်မ transitional signal ထဲမှာမှ transitional signal of reserve ရလောက်ကိုပြောတော့မှဆိုရင်သုံးတယ်ဒီ conjunctive ever ကြောင့်ဆွေးနွေးသွားခြင်းဖြစ်တယ်ပေါ့เนาะတရားပိုင်လည်းရှိတယ်ပြီးရခါမှာ there in ပေါ့เนาะမနေ့ပြန်ကြတော့ there in ကြောင့်ပြောပြမှာဖြစ်တယ်အဲ့တော့ဒီစကားလုံးလေးဖောင်းပွပြီးတော့ဖြစ်နေမှာဆိုတဲ့အတွက်ကြောင့်မို့လို့ there ပိုင်ဆိုတဲ့တလုံးတည်းနဲ့သုံးသွားတာ ယ်သူရဲ့နောက်မှာမြေတန်းကတော့ကျွန်တော်တို့ gerund လိုက်တယ်သူမဟုတ် present tense သူမဟုတ် full clause လိုက်လို့ရတယ် past tense လိုက်လို့မရဘူးဒါလေးမှတ်ထားရဆိုရင်ရပါပြီဒီနေ့ကတော့ဒီလောက်ပါပဲအဆင်ပြေမလို့ယူဆပါတယ်ကျေးဇူးတင်ပါတယ်ရှင်